်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့မြန်မာစစ်ကောင်ဆောင်ဆွေးနွေးပွဲပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့မြန်မာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့ဆွေးနွေးပွဲကို ဘန်ကောက်မြို့လေကောင်က Rose Wood Hotel မှာလွန်ခဲ့တဲ့မိနစ်ပိုင်းကစတင်ခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးပွဲမစတင်ခင်ငလင်ကျောင်းဆုံးပါသူတွေအတွက်ဝန်နေချင်းအထိမ်းမဲ့10မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။မလေးရှားဝန်ကြီးချုပ်ဟာထိုင်းဝန်ကြီးချုပ်ပေထုံတန်နဲ့ထိုင်းအစိုးရဖွဲ့ AK ဟာရုံးခန်းမှာတွေ့ဆုံပြီးနောက်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်နဲ့ဆက်လက်တွေ့ဆုံတာဖြစ်ပါတယ်။ မင်းအောင်လိုင်ဟာနိုင်ငံတကာကဖန်ဝရန်ထုတ်ထားသူတယောက်ဖြစ်ပြီးဒီတွေ့ဆုံမှုဟာလည်းနိုင်ငံတကာနဲ့ဒေါ်လာရေးအင်အားစုများကဖြစ်တဲ့ဝေဖန်မှုများရှိနေတယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့သူဘာဆက်လုပ်မလဲဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ မင်းအောင်လိုင်းရဲ့အဖွဲ့သည်ငလင်တန်ခင်းတမန်ခင်းကိုအကြောင်းပြု၍ကျင်းစာဦးဇနီးမောင်နှင့်ဟန်နီမွန်ထွက်သလိုတာယာဂျီနူးနေတော်လဲဟန်နီမွန်ကာလလွန်မြောက်သွားကပြန်လည်တိဆောက်ရေးအတွက်ငွေများလိုအပ်လာနေပြီဖြစ်သည်အဆိုပါငွေများကိုဘဲကရှာကြံရပါမည်လဲခေါင်းချောက်အောင်စဉ်းစားရပြီတော်မူ အမေရိကန်ဘူမိဗေဒလိလာတိုင်းတာရေးအဖွဲ့ကအပြည့်စည်များ၏တန်ဖိုးသည်အမေရိကန်ဒေါ်လာ10ဘီလီယံကျော်နိုင်သည်ဟုခန့်မှန်းထားပြီးထို့ပမာဏသည် နိုင်ငံ၏အမျိုးသားထုတ်ကုန်စုစုပေါင်း၏80%ရာခိုင်နှုန်းခန့်ရှိနေသည်မျိုးပေါင်း58မျိုးထိကိုက်ပျက်စီးသွားရပြီးလူဦးရေ18တန်းခန့်ငလင်တန်းခန့်ခဲ့ရသည့်အ ਨੇ ကိုးတန်းကျော်သည့်အရေးတကြီးအကူအညီများလိုအပ်နေပါသည် 2024တွင်ထုတ်ပြန်သော နိုင်ငံတကာကြွေးမြီအစီရင်ခံစာအရမြန်မာနိုင်ငံ၏အကြွေးသည်စုစုပေါင်းအမေရိကန်ဒေါ်လာ7.1ဘီလီယံရှိနေသည်ဟုသိရပါသည်။အဆိုပါကြွေးမြီပမာဏ၏36ရာခိုင်နှုန်းကိုဂျပန်နိုင်ငံထံမှတရားဝင်ဖွံ့ဖြိုးမှုအကူအညီ ODA နှင့် တက်တာသောအတုံးလုံးဖြင့်နှိရှိချင်းငွေများဖြင့်ချင်းယူထားခြင်းဖြစ်ပါれ15ရာခိုင်နှုန်းသည် အပြင်ပေါကလိကဘန်များမှချင်းယူထားပြီး28ရာခိုင်နှုန်းသည်ကမ္ဘာဘန်အာရှဘန်ကဲ့သို့နိုင်ငံတကာဘန်နာ၏အဖွဲ့အစည်းများထံမှဖြစ်ပါれ6ရာခိုင်နှုန်းသည်တရုတ်ထံမှဖြစ်ပါれယခုပြန်လည်တိဆောက်ရေးအတွက်ချင်းယူမည်ဆိုကအကြွေးများထပ်ပြီးလာဖို့သာ ရှိနေပါれထပ်ပြီးခံနိုင်သည့်ထား ၎င်းတို့၏စီးပွားရေးစီမံခန့်ခွဲမှုများကိုကြည့်၍မိသူကားများယုံယုံကြည်ကြည်နှင့်ချင်းငားရဲကြမည်မဟုတ်ပေ နိုင်ငံရေးမတည်ငြိမ်မှုများစီးပွားရေးအားရေတိုသာကြီးတက်သည့်တလွဲတချောစီမံခန့်ခွဲမှုများကြောင့်ရင်းရံချိနေနေသည့်ဂျာမယခုအခါတဘာဝဘေးရန်ရဲ့ကြီးထက်မှန်ရင်းဆိုင်လာနေရပြီးဖြစ်ပါတယ်စစ်တပ်အတွင်းအမိန့်ပေးအမိန့်ခံစနစ်ဖြင့်နေထိုင်လာခဲ့ရပြီးအလေလက်စစ်စီမံခန့်ခွဲရေးများလောက်သာလုံနိုင်စွမ်းရှိခဲ့သည့်စစ်ဘက်အရာရှိများသည့် တိုင်းပြည်၏စီးပွားရေးနိုင်ငံရေးမူဝါဒများကိုဥဆောင်ရေးဆွဲချမှတ်ဖို့ဖြစ်လာရသည့်အခါအတွင်းတော့မြောက်အုံဒီရသလိုအလွဲလွဲအချောချောမလုံတက်မကိုင်းတဲ့ဖြစ်နေရသည့်ကြားမှာပြန်လည်တည်ဆောက်ရေးဆိုသည့်လွန်စွာကြီးလေးသောတာဝန်ကြီးကိုအဘယ်သူများထိုင်ရွက်နိုင်ကြအောင်မည်နည်း လက်ရှိတွင်စစ်ကောင်စီအဖွဲ့သည်ခေါင်းတမော့မော့လေတမော့မော့နှင့်လိုင်လံကြီးရှုခြင်းနှင့်အချိန်ကုန်နေကြပါသည်တကယ်တမ်းတွင် ထိုတံများကိုပြည်သူများသာခါစီခံကြရတော်မူဖြစ်ပါသည် ပြည်သူများအဖို့က၎င်းတို့ယုံယုံကြည်ကြည်နဲ့ရွေးချယ်တင်မြှောက်ထားကြသူများမဟုတ်ဘဲလက်နက်အားကိုဖြင့်အာဏာကိုနိုင်ထက်စင်းနေလူယူကအတ္တမအုပ်ချုပ်နေသူများဖြစ်နေ၍လည်းမျက်နာကိုမမြင်ချင်လောက်အောင်ယွန်းရှာမုန်တီးနေကြသည်မှလည်းအစမ်းတကြေတော့မဟုတ်ပေလက်ရှိငလင်ကြီးအတွေ့နိုင်ငံတကာမှကင်းစဲထောက်ပံ့ရေးအတွေ့အရက်ဘက်အဖွဲ့အစည်းများကိုဦးဆောင်လာနိုင်အောင်ဖိအားပေးနိုင်မှသာငလင်ပေးတဲ့ပြည်သူများအားထိရောက်သည့်အကူအညီများပေးနိုင်မည်ဖြစ်ပါသည် နိုင်ငံတကာမှ၎င်းတို့နိုင်ငံကိုအုပ်ချုပ်ထိုက်သူများဟုပြောင်းလဲရှုမြင်လာဖို့ဆိုသည်ကလက်ရှိငလင်ချင်းနှင့်ပတ်သက်၍ကောင်းစွာဂင်တွေနိုင်စံရှိမရှိအပေါ်မူတည်နေပါသည်ထို့သောအရေးချင်းစစ်ဆံမှုပွဲတွင်လည်းရှုံးပြီးရှုံးနေမြဲပင်ဖြစ်ပါသည် ဉာဏ်အမျော်မြင်မဲ့မှုအကြောက်တရားနဲ့မတော်လောဘတို့လွှမ်းမိုးခံရ၍ကံကောင်အောင်မိုက်ခဲကြသဖြင့်လေစေကောင်းဆောင်လုံးနေသူများသည်လေးနှစ်လုံးလုံးတရက်တလေများစိတ်အေးချမ်းသာနေခဲ့ကြရသည်ဟု၍မရှိပေဖြတ်တန်းခဲ့ကြရရှာသူများလည်းဖြစ်ပါရယ်ယခုလေအနဝရွတ်ပြမိအချက်၅ချက်ကိုနားထောင်ရန်ဘန်ကောက်သို့သွားအောင်မည်ဖြစ်ပါရယ် ၎င်းအားလက်ရှိအာဆီယံဥက္ကဋ္ဌမှာပထမဆုံးအချိန်လူရသွင်းပြီးခေါ်တွေ့ခဲ့ခြင်းဖြစ်ရာပြည်တွင်းတွင်ဝါဒဖြန့်နိုင်အုံမီဖြစ်၍ဒီခံနားထောင်ပေးရမယ့်အတွေ့မျိုးသာ ရှိနေပါတယ်၎င်းအာနာတိမြေကြီးအတွက်ပြည်သူများကောင်းထောင်ထမလာနိုင်အောင်ညံညံနဲ့မျိုးစုံထုတ်ကနှိတ်ကွက်နေသည့်အတ္တမဝါဒီအားအာဆီယံမှဖုတ်ဖက်ကနေရပင်းလာသည့်အဖြစ်ကိုအမျိုးသားညီညွတ်ရေးအစိုးရနှင့်တော်လှန်ရေးအဖွဲ့များမှပြင်းပြင်းထန်ထန်ကန့်ကွက်ပြောဆိုလိုက်ပြီးဖြစ်ပါသည် အနဝါနှင့်တာဆင်ကမင်းအောင်လိုင်းအခက်တွေ့နေပြီးဖြစ်၍၎င်းကိုနားချရင်အကောင်းဆုံးအချိန်ဟုယူဆနေကြတော့လေမင်းအောင်လိုင်းအဖိုးကအခက်တွေ့နေဒီမှာမှန်တော့လေ၎င်းအာနာဒီမြဲဤအတွက်ဘာဆိုဘာနဲ့မှအလဲထက်လုံးမဲ့သူမျိုးမဟုတ်သေးကတေချာနေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကမာယုမီဒီယာမှကိုဟန်တာငိမ့်လူရဲစစ်တဲ့ဖြင့်အချင်းထောင်မှလွတ်မြောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်တပ်အာဏာသိမ်းပြီးတလအကြာတွင်ဖမ်းဆီးထောင်ချခံခဲ့ရသည့်ကမာရွတ်မီဒီယာသတင်းဌာနပူရဲတီထောင်သူကိုဟန်တာငိမ့်သည်လူရဲစီသဖြင့်ရန်ကုန်မြို့အင်းစိန်အချင်းထောင်မှယနေ့ဧပြီလ18ရက်နေ့တွင်ပြန်လည်လွတ်မြောက်လာကြောင်းစုံစမ်းသိရှိရပါသည် စစ်တပ်ကအာဏာသိမ်းပြီးနောက်2021ခုနှစ်မတ်လ9ရက်တွင်ရန်ကုန်မြို့ကမာရွတ်မြို့နယ်ဆန်ရိတ်ငင်6လမ်းရှိကမာရွတ်တရင်ဌာနကိုစစ်ကောင်စီကလက်နက်ကိုင်များကဝင်ရောက်စီးနင်းပြီးကမာရွတ်တရင်ဌာနတွဲဖက်တီထောင်သူကိုဟန်သာငိမ့်နဲ့အဲဒီတာချုပ်ဦးနေတန်မောင်တို့ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည် အမေရိကန်နိုင်ငံသားဖြစ်သောဦးနေတန်မောင်ကိုမူ2021ဇွန်လ14ရက်နေ့တွင်ဆွဲချက်ပြန်ရုပ်သိမ်း၍မြန်မာနိုင်ငံမှထွက်ခွာခွင့်ပြုခဲ့တော်လေကိုဟန်သာရင်းကိုနိုင်ငံတော်စူပူအောင်လှုပ်ဆောင်မှု ရာဇသက်ကြီးဥပဒေပုံမှ905ကကြီးဖြင့်အမှုဖွင့်တရားစွဲဆိုထောင်ချခဲ့ကြပါသည်စစ်ကောင်စီကမြန်မာနှစ်တစ်ကိုအထိမ်းအမဲဖြင့်နိုင်ငံတော်ရှိအချင်းထောင်များမှအကျဉ်းသား4893ကိုယနေ့ဧပြီလ18ရက်မြန်မာနိုင်ငံစံတရနေ့တွင်ပြစ်ဒဏ်လွန် ီတက်တာခွင့်ဖြင့်ပြန်လွတ်ခဲ့ရာတွင်လူရဲစီပြီဖြစ်သော အသက်43နှစ်အရွယ်ကိုဟန်တာငိမ့်လဲအပါဝင်ဖြစ်ပါသည်ကိုဟန်တာငိမ့်လွမြောက်လာကြောင်းကို၎င်း၏မိတ်ဆွေများနှင့်အချင်းထောင်တည်ရင်းမြစ်များကအတီးပြူပါရယ်ပြည်ပခုတ်ကိုပေါန့်တီဒဝဲနှင့်ညာဦးအချင်းထောင်များမှနိုင်ငံ၏အချင်းသား22ဦးလွမြောက်လာသည်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ၏အချင်းသားများကွန်ရက် PPNM ကယနေ့နေ့လယ်မှထုတ်ပြန်ပါရယ်စစ်ကောင်စီကခြွင်းချက်ဖြင့် ယနေ့လွန်ငင်းခွင့်ပေးအပ်တွင်နိုင်ငံရေးအကျဉ်းသားပါဝင်မှုလွန်ဆွာနေပြီးတချို့အကျဉ်းထောင်များတွင်နိုင်ငံရေးအကျဉ်းသားများလုံးဝမပါသည်ကိုကနဦးတွေ့ရှိရသည်ဟု PPNM ကဆိုပါသည်၎င်းတို့ကောက်ယူထားတဲ့ချက်လက်များအရနိုင်ငံရေးအကျဉ်းသား900ခန့်လုံးခန့်သာပါဝင်နေသေးပြီး905ပုံမှများနေပါလာက နေကြီးသမားများသာကြန့်ရှိတော့သည်ဒေါ်လာ1အောင်မြင်နိုင်မှသာနိုင်ခြင်းများလွတ်မြောက်နိုင်မည်ဟု PPNM တာဝန်ရှိသူကိုတိုက်တွန်းကဆိုပါသည် ဒီလူတွေအားလုံးလွတ်မြောက်ဖို့အတွက်ဆိုရင်တော့ဒေါ်လန်ရေးအမြင်အောင်မှလွတ်မြောက်မှာဖြစ်ပါတယ်အချင်းထောင်တကားတွေကိုဒေါ်လန်ရေးသမားတွေကိုယ်တိုင်ချိုးဖောက်ပြီးမှလာရောက်ခဲ့တဲ့အချိန်ကိုပဲနိုင်ငံရေးအကျဉ်းသားအချင်းသူတွေကစောင့်မျှော်နေပါတယ်ဟုဆိုပါတယ် စစ်ကောင်စီကရာစုကျင့်ထုံဥပဒေပုံမှန်401ပုံမှန်ခွဲတဲ့ရာပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့်အကျဉ်းသား4800ကျော်ကိုပြန်လွတ်ပေးခဲ့သည်ဟုဆိုပြီးနိုင်ငံခြားသောအကျဉ်းသား73ဦးကိုလည်းလွတ်ပေးခဲ့သည်ဟု၎င်းနောက်အောက်ခံနိုင်ငံပိုင်သတင်းဌာနများကတစင်ကြေညာခဲ့ပါသည် ။ထို့အပြင်လူသက်မှုမရိမှုပောက်ကွဲစေတတ်သောဝိတ္ထုပစ္စည်းအဥပဒေအရာပြစ်မှုများမတရားအသိဥပဒေလက်နက်အဥပဒေ19စလုံးအရာပြစ်မှုများ1949လက်နက်ဥပဒေအရာပြစ်မှုများ1951လက်နက်ဥပဒေအရာပြစ်မှုများ1940ရှမ်းပြည်နယ်လက်နက်အမိန့်အရာပြစ်မှုများ 2023လက်နက်ဥပဒေအရပြည့်မှုများမုံရစ်စေဝါတဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပြည့်မှုများအကြမ်းဖက်မှုတိုက်ဖျက်ရေးအင်္ဂရိလိုက်စားမှုများမှအပအကြမ်းပြည့်မှုများကိုပြစ်ထန်ဤ6ပုံတပုံအားရှော့ချပေးလိုက်ကြောင်းပါရှိပါသည် ရခိုင်ကလည်းစစ်ကောင်စီကချင်းချက်များဖြင့်နိုင်ငံသားတို့ကိုပြန်လွှတ်ရတွင်နိုင်ငံရေးအကျဉ်းသားအနေငယ်သားလွတ်ပေးခဲ့ပြီးယခုလည်းလက်နက်မှုအများအပြားဖြင့်လူငိမ့်သက်တာခွင့်ကိုကန့်သက်ထားပါတယ်။နိုင်ငံတော်၏အတိုင်းအမြံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်အာဏာသိမ်းပြီးနောက်စစ်ကောင်စီကိုဆန့်ကျင်၍ဖမ်းဆီးခံရသူအများစုသည်စစ်ကောင်စီထုတ်ပြန်ချက်ပါခြံလက်ခဲ့သောဥပဒေပုံမှန်များဖြင့်သာတရားစွဲဆိုထောင်ချခံထားရပါတယ်။ ထို့ကြောင့်နိုင်ငံရေးအကျဉ်းသားအများစုသည်ထောင်တန်ရဲ့၆ပုံတပုံရော့ဘားခန်းစား권ရကြမည်မဟုတ်ပေယမန်နေ့ EB 18ရက်နေ့တွင်နိုင်ငံအနှံ့ထောင်များမှအကျဉ်းသား3303ဦးကိုစစ်ကောင်စီကပြန်လွတ်ပေးခဲ့စဉ်ကလည်းနိုင်ငံရေးအကျဉ်းသားအနှဲငယ်သာပါဝင်ခဲ့ပါသည် စစ်တပ်အာဏာသိမ်းပြီး၄နှစ်ကျော်တွင်မြန်မာမှလွတ်လပ်သောသတင်းမီဒီယာသမား200ကျော်ကိုမတရားဖမ်းဆီးခံရပြီး9ဦးမှဥပဒေမဲ့တပ်ဖြတ်ခံရသည်ဟုလွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီကဖေဖော်ဝါရီ၁ရက်မှထုတ်ပြန်ပါသည်။